ဆိုတော့ယက်ဒီလာတွေကကုန်နေဒီနေ့ကဂျွန်လာရဲ့ဒုတိယပတ်ရောက်လာပြီเนาะဆိုတော့ဒီပတ်က၈ရက်အဲနောက်တစ်ပတ်ဆိုရင်15နောက်တစ်ပတ်ဆိုရင်22နောက်တစ်ပတ်ဆိုရင်26ဒါပြီးဂျွန်လာပြီးသွားပြန်ပြီအကြောင်းနေဝင်တာလည်းမထူးခြားဘူးနေထွက်နေထွက်တာလည်းမထူးခြားဘူး နော်တို့တော့လေထူးခြားဖို့ရန်အတွက်ယုံကြည်ခြင်းကနော်အလုံးလုံးမှာဖြစ်ပါတယ်လို့ဟာလေလုယဒါကြောင့်ဒီနေ့ခေါင်းစဉ်ကတော့ကျွန်မပေးထားတဲ့ခေါင်းစဉ်ကတော့ခေါင်းစဉ်ကတီးခံခြင်းအားဖြင့်ရရှိတော့မဆခြင်းဆိုပြီးတော့မှနော်ခေါင်းစဉ်ပေးထားပါတယ်လို့အဲ့တော့ဒီတလောမှာလွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာက Rhapsody တော်တော်ကောင်းတဲ့ 哈里的，就嘛听他的，说有拍机的哈嘛，哦，把多对的来说了，啊，当天看见那色空，啊，那色空嘛，记他的，当、啊啊、我当天测试的，给都，路的阿衰看，不愿意那个测试的，伊的，知道，哦，当我测试前，天天到路路庙，当我当天，哦，路过路前路伊他的，哎，你阿妈。 ရေးထားတဲ့ဟာကိုကျမအရန်သဘောကျတယ်။ဘာဖြစ်လို့လဲဆိုတော့နော်ကျမတို့ကနော်ကောင်းတဲ့လူနဲ့ပေါင်းရင်ကောင်းတဲ့အရာကူးဆက်နိုင်။မကောင်းတဲ့အပေါင်းဖော်နဲ့နော်တွဲလို့ရှင်ဥမာ तू ကဘော်လုံးအကြောင်းပဲပြောတဲ့လူဒါမှမဟုတ်ရင် तू ကအစီပွားရေးပဲပြောတဲ့လူစသဖြင့်စိတ်ပြည့်စရာတွေကြီးတဲ့ပြောတဲ့သူစသဖြင့်နော်အဲ့ဒီလူနဲ့တော့ပေါင်းတဲ့ဟာကူးဆက်လွယ်တယ်။အကောင်းနဲ့တွေ့ရင်လည်းကူးဆက်လွယ်တယ်။အဆိုးနဲ့တွေ့ရင်လည်းကူးဆက်လွယ်တယ်။ ဲ့တော့နော်အဲ့အဲ့ဒီအဲ့ဒီဟို rhapsody ကိုဖတ်တဲ့ခါမှာနော်ရည်လဲရည်ချင်တယ်ဩဟုတ်လိုက်လေပေါ့နော်ဆိုတော့ဟိုဒီအာအရင်တော့ကျွန်တော် crusade ဒီဒီ apostle abraham တို့နဲ့မဆာရဲ့အဲဒီ daniel တို့နဲ့ကျမတို့လှုပ်တဲ့အခါမှာ pastor john တို့နဲ့လှုပ်တဲ့အခါမှာနော်ဆ iam ငဲတို့ကဒီသူသူရဲ့ suit down ဖော်တယ်ပေါ့ကျမတို့ရဲ့ suit down ဖော်တယ်ပေါ့နော်ဝိညာဉ်နဲ့အမြဲတမ်းတွားတဲ့အဖွဲ့တွေ နေရာကိုသူကပြင်ဆင်ပေးတယ်ခမရဟိုတောက်မှာထိုင်ခမရဟိုမှာဘာဖြစ်လို့လဲဆရာဆိုတော့ဝိညာဉ်ကဥလွေတယ်တဲ့ဆိုတော့သူကတက်ကြွစွာဆာငတ်စွာခံယူနေတာကသူ့ရဲ့အနာတော်ကိုကူးဆက်သွားမယ်တဲ့အဲဒါမှမဟုတ်နဲ့ဖုန်းနိုင်လိုက်အငါတန်းလိုက်ဝေလိုက်နော်အဲစိတ်မပါလိုက်ဆိုရင်ဘေးကလူတွေလည်းကူးသွားတယ်တဲ့ဆိုတော့အဲ့ဆာမှာဘယ်လိုရေးထားဆာအုပ်မှာ တယောက်ကတဲ့ခမားနာမှာရှိလူတက်ကဝါဆိုတန်းလိုက်ခမားလည်းတန်းလာမယ်တဲ့ဟုတ်တယ်နော်အဲ့ဒါနော်တတိထားမိကြမလားမသိဘူးနော်ဘေးကလူကဝါဆိုတန်းရင်လေကျောင်းလည်းတန်းချင်တော့တာနော်အဲ့လိုမျိုးဆိုတော့ဒီကနေ့နော်တင်းတယောက်ထဲအတွက်တာမဟုတ်ကောင်းမွန်စွာနော်နူးညံ့စွာတိမ်မွေ့စွာနော်တင်းကခံယူနေတယ်ဆိုရင်တက်ကြွစွာခံယူနေတယ်ဆိုရင်အ ਨੇ ဆုံးဘယ်နဲ့ညာနော်တင်းနာမှာရှိတော့သူကူးဆက်သွားမှာဖြစ်တယ် ဒါကအမှုဆောင်ခြင်းတစ်မျိုးเนาะအင်းဝင်လိလှုပ်ဆောင်ခြင်းတစ်ခုလောက်ဖြစ်တယ်လို့เนาะတွေးမိတယ်ဒါကြောင့်အာငါဟာငါနေချင်တယ်လို့နေမှာဘာဖြစ်လဲเนาะအာအိမ်ငိုက်တယ်အိမ်ငိုက်တာတောင်မှဘသူမှငါဘယ်ဟူမဆိုင်ဆိုရပုံသာတခါတယ်เนาะအဲ့လိုမျိုးလဲရှိတတ်တယ်ဒါမှမဟုတ်ရင်လဲเนาะခါတယ်เนาะဟိုရှေ့ကဘာလို့ခိုင်းနှုတ်ဆက်ခိုင်းပါလို့ခါနှုတ်မဆက်ဘူးเนาะတခါတည်းငုံငုံငိုင်ငိုင်ကြီးထိုင်နေတယ်เนาะနှိမ်ချဆိုကလေးကဲ့သို့ဖျားရှိမှာ ျွန်မတို့ကိုးကွယ်တဲ့အခါချီးမွမ်းတဲ့အခါဘုရားကျောင်းထဲမှာနေကြည့်လိုက်ကိုယ်လည်းလွတ်လပ်သွားမယ်ဘေးအလူလည်းကူးဆက်သွားမှာဖြစ်တယ်ဒါကြောင့်တန်ကိုတန်ချင်းလူကိုလူချင်းတော့ထက်စေတယ်ဆိုတာအဲ့ဒါလေးကိုဖတ်မိလို့တော့ပြောပြတာပါလို့အလုံးကိုဘုရားခင်ကောင်းကြီးပေးပါစေဒီဒီကောင်းစဉ်လေးကို ကျွန်မကဘာဖြစ်လို့ပေးထားတယ်လဲဆိုတော့ဘယ်ကျမ်းပိုက်ကိုကျွန်မကအာယူထားတယ်လေဆိုတော့ရှင်ညာကုတ်ဩဝါဒစာအခန်းကြီး အငယ်အငယ်လေးမှာပေါ့တင်တို့ဒီတဲ့အလင်းမချို့တဲ့ပဲစိတ်ဆက်ဆုံလင်မိအကြောင်းတီးခံခြင်းစိတ်ဒီအကုန်အစင်ပြုတ်ပြင်ပါလိစေဆိုတော့ခေါင်းစဉ်ကလဲပါတယ်လေတီးခံခြင်းအားဖြင့်ရရှိသောမဆာခြင်းဖရာသခင်က तू ကသူ့ရဲ့လုပ်ငန်းကသူ့ရဲ့လမ်းကမဆာခြင်းပဲ နော်သူမဆားတဲ့အခါမှာတိတ်လှတယ်သူမဆားတဲ့အခါမှာနော်တော်ယုံတန်ယုံမထင်မရှားလေမဟုတ် သူ့ရဲ့ဘုံတော်ဘုံတော်နဲ့တော့သူ့ရဲ့ဘုံစည်းစိမ်ထဲမှာစံပယ်တော်မူသောစည်းစိမ်ရှိသည့်အတိုင်းလို့ပြောတယ်လို့ပေါ့သူ့ရဲ့ဘုံတော်ကိုထင်ရှားဖို့ရလေနော်ပါတယ်ဘာဖြစ်လို့လဲနော်သူ့ရဲ့ဘုံတော်ထင်ရှားခြင်းကသူ့အတွက်မဟုတ်ဘူးကျမတို့မယုံကြည်သေးတဲ့သူတွေယုံကြည်ခြင်းမှာအားမကြီးသေးတဲ့သူတွေအတွက်အော ာဇယုကိုတော်ကိုတော်ကကျွန်တော်ရဲ့စုတောင်းခြင်းကိုအမြဲတမ်းနားထောင်နေပါတယ်ယခုလေဤကျွန်တော်ပပလဲမှာရှိနေသောသူတွေကကိုတော်ကိုတာ၍ယုံကြည်ဖို့ရတယ်ကျွန်တော်ရဲ့စုတောင်းခြင်းကိုနားညောင်းပါဆိုသူစုတောင်းမယ်ပြီးတဲ့အခါမှာကြီးသောတန်နဲ့လာဇယုထွက်ခဲ့ဆိုဩရာလေးရက်လောက်ရှိနေပြီဖြစ်တဲ့လာဇယုကတင်းကြိုင်းထဲနေထွက်လာအာငါကဒီလိုကွာ ငါကဒီလိုတတ်နိုင်တယ်ကွာလို့ဝါကြွားဖို့မဟုတ်ပဲကျွန်တော်ကျော်မတို့ကသူ့ကိုတာယူကိုးစားဖို့သူ့ရဲ့မဆာချင်းကိုတာယူခံယူတတ်ဖို့သူ့ရဲ့ဘုံကိုမြင်ဖို့အတွက်သူလှုပ်ဆောင်ခြင်းဖြစ်တယ်။သူလှုပ်တဲ့မြတ်သူ့ရဲ့မဆာချင်းအလုံးကရဲ့ရောစွာမဆာတယ်။ဘုံငါးလုံးနဲ့ငါးနှကောင်လူကယောက်ျား၅ထောင်ဆိုတော့ကလေးတွေပါမယ်မိန်းမတွေပါမယ်နော်ဆိုတော့တောင်းတဲ့ချီရှိမယ်ဆိုတော့အဲ့ဒီမှာမဝင်နဲ့မင်းတို့90စီထိုင်ခိုင်းတပည့်တော်တွေ ပြီးလို့ရှိရင်သူကောင်းကြီးပေးတယ်ပြီးတော့ခက်ခဲဝေကြဝေကြကြံတဲ့ဟာကိုလည်းကောက်ထားကြတကယ်အယူကြရနော်သူရဲ့မဆာချင်းကဝတဲ့ဆိုရင်ကိုပဲအံ့ဩစရာကောင်းနေလူအများကြီးကလေးယူလာတဲ့မုံအားလုံးနဲ့ငါးနှခေါင်အဲ့ဒါကိုကျွေးခိုင်းတယ်ပြီးတော့အကြံကိုလည်းဆင်းကောက်ခိုင်းသေးတယ်ဝါဆိုတာစားပြီးတဲ့အခါမှာဆက်တတောင်းကြံနေတဲ့ဒါကြောင့်ဖခင်ရဲ့မဆာချင်းကလာပြီဆိုရင်တော့ ော်မဆိုးစားလောက်နော်အဖြစ်ကလေးမတည်ထမင်းမတည်ဟင်းနော်အဲ့ဒါမျိုးမဟုတ်တကယ်ကိုဘုံတကူနဲ့နော်တကယ်ရဲ့ရောစွာလှပါစွာမဆာတော့ဖရားဖြစ်ပါလေဟာလွေယာဟာလွေယာဒါပေမဲ့နော်သူရဲ့မဆာခြင်းကတော့တအားလိုအပ်တဲ့အချိန်မှာတော့အော်ဒီလူရဲ့အားကိုးခြင်းမကိုးစားခြင်းဒီလူရဲ့အခြေအနေနဲ့မဆိုင်ဘဲနဲ့လိုအပ်လွန်းလို့ မဆတာတော့ရှိတယ်။ဒါပေမဲ့သူ့ရဲ့နီလန်ကတော့သူ့ကိုကိုးစားတော်သူ။ခုနကတီးခံခြင်းစိတ်ဒီသင်တို့ကို အကုန်အစင်ဗာလဲပြုပြင်ပါလိမ့်စေ။ဆိုကတဲ့ကနော်ကျွန်တော်ကျမတို့ကနော်တီးခံတဲ့ဆိုကတဲ့ကဗာလဲနှိမ်ချရ။ဆိုတော့တီးခံတယ်ဆိုတာကနှိမ်ချမှနော်နောက်ပြီးကိုးစားမှယုံကြည်မှနော်အဲ့ဒါမှတီးခံနိုင်တာနော်။နော်တော်ယုံတောင်တီးမခံနိုင်ဘူးဆိုတာက မာနကြီးတာ နော်စိတ်ဆိုးတာစိတ်ဆတ်တာနော်စိတ်မရှည်တာအဲ့ဒီလူတို့အထင်မကြီးတာစတဲ့အများကြီးပါတယ်ဒါကြောင့်မို့တီးခံခြင်းအဖြစ်ရရှိနိုင်တော့မာဆာခြင်းလို့ကျွန်မနာမည်ပေးထားတာပါအာမင်မာဆာခြင်းဆိုကြတဲ့ကိုမတက်နိုင်တဲ့အရာကိုမာဆာဖို့ဖြစ်တယ်ဆိုဘုရားခင်အရာခတ်တဲ့တဆွမ်းနိုင်တယ်ဒါမဲ့ဒုက္ခရောက်တဲ့လူတိုင်းအော်အကျွေးရှိတဲ့လူတိုင်း အာလူတကာကို तू ကမဆနေတာတော့မဟုတ်ဘူးဆိုတာဒီနေ့အထူးပြောချင်ပါတယ်လို့အဲ့တော့သူ့ရဲ့မဆခြင်းကိုကျမတို့ရရှိခြင်းနဲ့ဆိုရင်တော့သူ့ရဲ့စကားကိုနားထောင်ရမှာသူ့ရဲ့နီးလန်းကိုလိုက်ရမှာသူ့ရဲ့နီးလန်းထဲမှာပဲသူ့ရဲ့မဆခြင်းကိုတွေ့ရမှာဖြစ်တယ်အာမင်မောရှိလို့အကူတို့တိုင်းပြည်ကနေပြီးတော့မှသူ့လူမျိုးတွေကိုသူခေါ်ဆောင်လာတယ်လမ်းမှာနော်တိမ်တိုင်မီးတိုင်လမ်းပြဖို့ထားတယ် မင်းတို့အဲလွတ်လာပြီလွဲငါကဲနှုတ်ပြီးပြီးသွားကြရဲ့နော်မင်းတို့ဟာမင်းတို့ရှောင်ကြရဲ့ခန္ဓာပြော်ရောက်သွားကြရဲ့မခိုင်းမနော်တင်တိုင်းမီးတိုင်းနေမှာတင်တိုင်းညမှာမီးတိုင်းနော်အဲ့ဒါကိုတင်တိုင်းရိုက်လဲရိုက်ရတာမီးတိုင်းရိုက်လဲရိုက်ရတာအာငါတို့